မြမသမိုင်းမှာတဘဝနဲ့အဆိုးအဖြစ်တာမရှိခဲ့ဘူးတက်ဘဝပဲအဆိုးအဖြစ်တယ်အဲ့တော့သိကြတယ်မြမသမိုင်းမှာတဘဝအဆိုးအမဖြစ်ခဲ့ဘူးတက်ဘဝအဆိုးအဖြစ်တာပဲရှိတယ်တက်ဘဝပဲအဆိုးအဖြစ်လိုက်ကျွန်တော်မြင်ကတော့နော်စိတ်ကောင်းစီရဲ့စိတ်ရဆဲကြီးဆိုတာကိုယုံကြည်ပြီးတော့ကိုကမတိုက်ဖဲနေရင်ကိုလာတိုက်ပါ ဟယ်လိုချာရမီဝါပီတူညိုကိုမော်ရမာမြအားလုံးမင်္ဂလာပါ news bit channel ကနေပြန်မချိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ12ရက်နေ့ကျွန်တော်ချာတပရိနေ့မနေ့ပိုင်းဗီဒီယိုတင်ဆက်မှုနေတယ်ဒီနေ့မနေ့ပိုင်းမှာနောက်ဆုံးရရှိထားတဲ့တော်လန်သတင်းထုတ်သတင်းကောင်းများစွာရှိတဲ့ဖြစ်တဲ့အတွက်ဗီဒီယိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်အယုံဆုံးနေတဲ့ကျွန်တော်ခါတိုင်းလိုပဲသတင်းတိုလေးတွေကြည့်လိုက်ရအောင်နော် ပထမဆုံးတရင်တဘိုးအနေနဲ့ကတော့စစ်ကောင်စီအရဆိုရင်တော့သူတို့ရဲ့တမ33တမမှုနဲ့တမ69တမမှုတို့ကိုရထုတ်ကနေထုတ်ဖယ်ပြီးတော့33တမမှုဖြစ်သူကိုနန်းရင်းစစ်ကြောရေးမှာဖမ်းဆီးစစ်ဆေးနေတယ်ဆိုတဲ့တရင်ပဲဖြစ်ပါတယ်။ 33တမမို့စစ်ကြောဖို့မန္တလေးနန်းတွင်းပို့တယ်ကိုစကိုတမမို့တော့နေပြည်တော်ထိခေါ်ပြီးတော့မစစ်နေတယ်နေရီကံပြူဟာနာကစခန်းအလုံးအသိန်းခံရတဲ့အတွက်အထောင်းခံရမယ်ထင်တယ်စူပါမတ်တက်3မိကနေပြုံးပြောဆိုထားတာဖြစ်ပါတယ်တမ33တမမို့ဘုံမှုချုပ်ကျော်စင်းမြင့်ဟာဆိုရင်တော့ကျော်စင်းလုကွက်တွေကိုရာထူးတော်ဝင်နဲ့အာနာလွဲသုံးဆောက်လုပ်ပြီးတော့မှကိုချိုးချွာစီးပွားရေးလုံဆောင်ခဲ့တာတွေဘာကန်ကိုစစ်ကောင်စီအင်အား600တုံးပြီးတော့မှချီတက်လာမှုမှာဆိုတော့အင်အားတရာခန့်တာဘာကန်ကိုရောက်ရှိလာတဲ့အတွက်ကြောင့်မလို့ဖန်ဆစ်စစ်ဆေးနေရတယ်စူပါမတ် သိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်စစ်ကောင်စီရဲ့အင်အားကြီးမားလာပါတယ်ဆိုတော့သူတို့တမမိုးတွေကိုအခုဆိုစစ်ကောင်စီကောင်းဆောင်တွေကနေပြီးတော့မှပြလဲဖန်စီအေးယူနေတာဖြစ်ပြီးတော့မှဇက်သူသားစားတဲ့ဖြစ်မျိုးတွေကျတို့အခုဆိုကတ်ဆစ်စိတ်ကြားနေရတာပဲဖြစ်ပါတယ်ဒီကောင်တွေအချင်းချင်းဘယ်လိုမျိုးဂိုင်းတုတ်ကြမလဲဆိုတော့ကျတို့စောင့်ကြည့်ရမှာပေါ့နော်နောက်ထပ်သတင်းတဘိုးအနေနဲ့ကတော့ ရန်ကုန်မြို့မယံကုန်းမြို့နယ်ထွေအုပ်ရုံးအတွင်းမှာထွေအုပ်ဝင်ထမ်းတအုပ်ကိုမြို့နယ်ထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရဲ့ကိုရဲလက်ထောက်ကနေပြီးတော့ဒါနဲ့ထိုးတက်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။လက်ယူလာပြီးတော့မှထွေရုံးတဲ့တင်ထိုးတာပြကိုအမြင့်မြတ်ကတန်တွဲထွေရုံးကနေပြီးတော့မှဆစ်ဆောင်ပြီးတော့မှမယံကုန်းထွေရုံးတွဲဖက်ကြနေတဲ့သူပါသူသေးတယ်ကျိုးစိုးမင်းကတော့ပြေးနေတယ်ဆိုပြီးတော့မှမယံကုန်းမြို့နယ်ထွေရုံးနဲ့နေဆက်သူသူကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။ကိုအမြင့်မြတ်ဆိုတော့36နှစ်ရွယ်ရှိပြီးတော့မှ တို့ရောငယ်တန်းစီဖြစ်တာဝန်ထမ်းဆောင်နေတဲ့သူဖြစ်ပြီးတော့မှတရားခံဖြစ်တဲ့ကျော်စိုးမင်းဟာဆိုတော့အသက်90ကျော်အရွယ်ဖြစ်တယ်လို့လည်းတည်ရတာပဲဖြစ်ပါတယ် ဒီလိုမျိုးစစ်ကောင်စီတဖို့ဝင်တွေခုဆိုရင်တော့ကြော်တာနဲ့ထိုးတဲ့ကိစ္စတွေပေါ့နော်ပေါ်တင်ဖြစ်ပွားမှုတွေစစ်တိုက်ဆိုလို့ကျော်တို့ကြားနေရတာပြမာဒါတော့သူတို့ချင်းချင်းဒီစခွေလူရနေပြီးတော့မှဝေစုမတဲလို့တက်ဖြတ်မှုတွေအထိလှုပ်ဆောင်နေကြတယ်ဆိုတော့လည်းကျွန်တော်တက်ပြီးတော့မှကြားသိရတာပဲဖြစ်ပါတယ်အချင်းချင်းတောင်းပါပေါ့နော်မညာတော်တဲ့အစင်းအထိကိုကျွန်တော်တွေ့မြင်နေရတာပြမာဒီဖစ်စစ်တက်နဲ့ပတ်သက်သူမှန်သမျှဆိုရင်ဘယ်လောက်ထိရုံမအောင်တန်းချပြီးတော့မှကြောက်ဖို့ကောင်းနေလဲဆိုတော့လည်းကျွန်တော်တက်ပြီးတော့မှသိရှိရတာပဲဖြစ်ပါတယ် ျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကျွန်မကတော့စစ်ကောင်စီရဲ့တန်ချက်ကကားနှစ်စီးကို AA ဘက်ကနေပြီးတော့မှမြှို့နိုင်ခဲ့တဲ့ဒီတရင်ကောင်းနေနဲ့ပေါ့နော်အခုဆိုရင် AA တိုင်းထဲမှာ AA ပူအောင်တပ်ဖို့တွေရဲ့ထိုးစစ်တွေကြောင့်စစ်ကောင်စီတပ်ဖို့တွေခုပြေဖို့ပြင်းတဲ့ထွပြမှုတွေများစွာဖြစ်ပေါ်နေတယ်ဆိုတဲ့အကြောင်းကိုဆရာလူမျက်ကျော်ကနေပြီးတော့မှတရင်ကောင်းပြောဆိုထားတာပဲဖြစ်ပါတယ်ဆရာလူမျက်ကျော်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာချစ်လိုက်ရအောင်နော်ကံကုန်ကျွန်ရကဖက်စစ်တပ်စခန်းကိုအရကတက်တော်အေးဝင်ရောက်တက်ပြစင်းရင်တက်ခတ်မှုနဲ့ပတ်သက်ပြီးတော့ဂျာနဲ့ဂျီနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိမ်ဆုံမှုနဲ့ပတ်သက်ပြီးဒရင်တွေဖုံးထားပါလေစစ်က ဒီတန်ချက်ကကားနှစ်စီးကိုတန်ပုံกินလိုက်ပြီးဘာကတက်တော်အေးရစစ်တွေတဝိုက်ကိုပပလေပိတ်ဆို့ထားပါဘာစစ်တကားတော့စစ်တွေမျိုးပတ်လေမှာမျိုးမျိုးမိုင်းထောင်ထားတယ်ပေါတော့ပုံနာချိုးရသိတောင်ဘတ်တွေကိုလက်နဲ့ကြီးနေတယ်ဖြစ်တယ်အထူးသဖြင့်တော့ကလန်ဒန်မြို့ကမီယူမီကျော်တလျှောက်မှာပေါ်ရက်ပါဒေါလီစကန်မင်းချောက်တရာတိပဘာစစ်တက်တမိုရီတင်းနေစစ်တွေမှာတက္ကသတစ်ခုရှိတယ်ခလိုက်ရ20ခလိုက်နဲ့132 ်ခလာယ290ခလာယ3လေးလေးခလာယ3လေးအင်ဂျင်နီယာတက်ပါဝင်အမြောက်တက်ရဲတက်လေးအလုံး10ခုတော့ရှိတယ်ဒါမဲ့မသာပေါ့ပါတဆက်ဆက်ထဲမှာအရခတ်တော်အေးရဲ့ငတိုင်းောင်းအီဂျီတိုက်ပွဲတွေကိုတစ်ချက်ကြည့်ရအောင်ရခိုင်မတီအရာဝတီမြို့ဝကျွန်းမော့စီတို့လှမ်းမြော်ကြည့်လိုက်တဲ့အခါမှာရင်ကြီးရှော့ပြန်နေဆက်ဆက်ယူဒီရွာတွေကိုစစ်တပ်ပုံချဲပါတယ်ဆက်ဆက်ယူဆိုတာရောက်ပြီးစူးလေးတွေနဲ့မြမဒလိတ်ကိုထိမ့်သိမ်းတဲ့ရွာလေးဆိုပြီးတော့နာမည်ကြီးခဲ့တဲ့ရွာလေးပေါ့အခုတော့ပြားများဖြစ်နေပြီလား မတိုင်းကြောင်ဘွားလဲရေနန္တာအနီးအမြောက်တက်သုံးလေးလေးကိုအရကတက်တော့အေးဟာအတိုးဆုပ်အပိအဖို့အလုတ်အလုတ်အရန်နေတဲ့တက်ကြမ်းကြမ်းဆွဲခါနေပါလေပသိမ်မုံရွာကြီးပသိမ်မုံရွာလဲရေဒီဆက်ဆက်ယူကျေးရွာပြီးရလာမှာအပိလာမှာအေပရောအချံကာလာမှာအရကတက်တော့အေးထိမ့်ချုပ်ထားနေပါလေအဲ့တော့ရေနန္တာနာသုံးလေးလေးနာမှာဒီနေ့တတန်တိုက်ပွဲဖြစ်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပြီကျွန်တော်တီးကြအတိပြုဖို့ကြိုးစားနေပါလေလေအင်းဒီဒရက်ဆက်ကျဲချနေတယ်တနတ်တန်ကြီးကြားနေတယ်လို့ ဒေတာကန်ကြီးကသိရပါတယ်ရင်းနေတာရောရခိုင်ပြည်နယ်နဲ့ AR တိုင်းကိုချိတ်ဆက်ထားတဲ့กว่าငတိုင်းကြောင်းလမ်းပိုင်းမှာရှိတဲ့ကြွာရန်တာ gate အရေးကြီးတဲ့ gate တစ်ခုပေါ့အဲ့တော့กว่าကိုဟာကတတော် AR တိမ့်ပိုက်ပြီးရဲ့နောက်ပိုင်းမှာ AR နေဆက်ရခိုင်နေဆက် AR နေဆက်ရခိုင်နေဆက်ကတာပေါင်းရွှေတောင်ရံတို့တွေကိုကြပြိုင်နဲ့စစ်ပွဲထားတယ်ရေကြီးတီတာကုန်းပြင်းကြီးကအမြောက်တက်၃လေးလေးကိုလည်းအဖြစ်အပေါ်တိုးဆုပ်နေတဲ့ခန့်ချမ်းချမ်းဆွဲခါလာတယ် ုံးလေးရဲ့ကာကန်းချုပ်ကိုတင်ထားတယ်။ဘာလို့မှမထုတ်ပြတာ။အဲ့တော့ဟိန္ဒရာခရယေကြီးနဲ့ပတ်သက်ပြီးတော့ဟိန္ဒရာခရနေမှာပါတယ်လေးမျက်နှာမြို့လေးမျက်နှာထဲမှာရှိတဲ့ကြေးရွာချုပ်လေးအရကတ်တော်ကတင်ချုပ်ထားတာတွေ့ရတယ်။ဒီမှာဆယ်လူမျိုးချောင်းနေပြမပါနာကျတော့ ခုဆိုရင်ကန့်ကွက်ခြင်းကျွေးရမှာရှိတဲ့စစ်ကောင်စီစခန်းကို A ဘက်ကနေပြီးတော့မှပြီးသိမ်းနိုင်ပြီးတော့မှအဲ့ဒီကနေတဆင့်သူတို့ရဲ့တန်ချက်ကကားနစီကိုလည်းဖျက်ဆီးနိုင်ခဲ့တယ်ဆိုတဲ့ကြောင့်လည်းပြောဆိုထားဖြစ်ပါတယ်။စစ်တပ်မျိုးသိမ်းတဲ့ဘက်ကိုဆင်းရဲနေတဲ့ AR ဆိုတော့ကျွန်တော်တို့တစ်ဖက်မှာ6ဖြစ်မျိုးကိုလည်းအပြီးသိမ်းနိုင်ဖို့ပေါ့နော်။တပည့်နေတဲ့ထုတ်ဆစ်စင်တက္ကမတွေလှုပ်ဆောင်နေတာဖြစ်ပြီးတော့မှအဘွားတွေလည်းကျတို့ကြမ်းနေရတယ်ပဲဖြစ်ပါတယ်။တစ်ဖက်မှာဆိုတော့ကျတို့ AR တိုင်းထဲမှာရှိတဲ့ PDF တပုံအနေနဲ့သူခုဆိုရင်ဒီအမှတ်3လေးလေးအမြောက်တည့်ရင်းနားမှာရှိတဲ့ခါကင်းစကန်တွေအားလုံးလေးပေါ့အသိပိုက်ဖို့စူးစမ်းနေတာမလို့ကျတို့အနေနဲ့ဒီတိုင်းထ ုတိုင်းစစ်စင်ရဆိုတော့အမျိုးမျိုးတွေရရှိနေတယ်လို့ပြောရမှာပဲဖြစ်ပါတယ်။မှတ်ကြခင်မှာတော့ကျွန်တော်တို့အနေနဲ့ A ရဲ့ဘူးသက်ထုစစ်စင်မှုတွေနဲ့ပတ်သက်ပြီးတော့မှတရင်ကောက်တွေဒီတဲ့ပို့ပြီးမှကြားရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့နောင်ချိုမျိုးကိုစစ်ကောင်စီအနေနဲ့ခုဆိုရင်ပြန်လည်ရရှိနိုင်ဖို့ထုစစ်စင်တခန့်နေတဲ့အချိန်မှာ DNL အနေနဲ့ပြပြသက်သက်လှုပ်ဆောင်ဖို့လွမ်းနေပြီဆိုတဲ့အကြောင်းကိုဦးတန်းစွန်းနဲ့ပြီးတော့မှသုံးသပ်ပြောဆိုထားတဲ့အရာလေးကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်။ကျွန်တော်အမြင်ကတော့နော် စစ်ကောင်စီရဲ့စစ်ရဆဲကြီးဆိုတာကိုယုံကြည်ပြီးတော့ကိုကမတိုက်ဖဲနေရင်တော့ကိုလာတိုက်သွားမှာအခုလဲအဲ့ဒီတိုင်းပဲလုံနေပါလေဘယ်တော့မှနော်ဟိုစစ်မီပြင်မှာစစ်ရတယ်ဆိုတာစစ်ကောင်စီဘက်ကမရှိပါဘူးနော်ဒါပေမဲ့ဒီချင်းတွေကိုအကြောင်းပြုပြီးတော့ကျွန်တော်တို့ကိုဘက်ကနော်ဒီခန်းစစ်အနေထားနဲ့နေနေမယ်ဆိုရင်တော့စစ်ကောင်စီကရသမျှအင်အားတွေစုစည်းပြီးတော့ကျွန်တော်တို့ဟို ဆက်လက်ပြီးတိုက်ခိုက်တော့မှာပဲဒါကြောင့်ကျွန်တော်ကမီးလောင်နေတောမီးလောင်နေเนาะကျွန်တော်တို့ကလှမ်းပြီးတော့မီးရှို့ရတယ်ဆိုတဲ့စကားကိုကျွန်တော်အဲ့ဒီကပြောခဲ့တာเนาะကျွန်တော်ကကိုကတိုက်ပြမှာသူငိမ့်နေမှာတိုက်မပြရင်တော့တက်လာတာအဲ့တော့အခုကဆိုလို့ရှိရင်ကန်ကြီးကြတော့နောင်ဂျိုနဲ့ကျွန်တော်တို့9မိုင်လောက်ပဲဝေးတော့တာပေါ့ဗျအဲ့တော့ကန်ကြီးမြောက်ခင်မှာရွာ2ရွာရှိပါသေးတယ်အဲ့ဒီရွာ3ရွာလောက်ကို ိုက်ပြီးတော့ကျွန်တော်တို့ DNA အလီယာဆုတ်ပေးရတာအဲ့ဒီချင်းနေနဲ့ပတ်သက်ပြီးလွေးရည်ခုတနေ့ကပြောတဲ့စကားကတော့သူကတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ခပ်ပေါ်ပေါ်သူကတုံးတက်သွားတာပေါ့ဗျာသူတို့ဒီနေခုခံနိုင်နေအားရှိပါလေပြန်ပြီးတော့ခုခံတိုက်ခိုက်သွားမှာပါဆိုရဲနော်အဲတဘောရာသူကနေပြီးတော့ထုတ်ဖို့ပြောသွားတယ်ဒါပေမဲ့သူပြောသွားတဲ့စကားကလည်းမှားတော့တိတ်မမှားပါဘူး လူပြောပြီးတော့နောက်ထပ်နှစ်ရက်လောက်ကြာတဲ့အချိန်မှာကံကြီးရွာမှာရှိနေတဲ့စစ်ကောင်စီတွေနောက်ဆုတ်သွားရတယ်။ဒါကြောင့်မို့ဒီ DNL ကဒီကံကြီးရွာထိဆက်ပြီးနေရာယူထားတဲ့ဆိုတဲ့သတင်းကိုကြားရပါတယ်။ဒါပေမဲ့နောင်ချိုစစ်မျက်နှာရဲ့အနေထားကကျွန်တော်တို့အဲ့ဒါလောက်ပေါ်ပေါ်တန်တန်သဘောထားမယ်အနေထားမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီနောင်ချိုကနေပြီးတော့ကျွန်တော်တို့ ြင်ဦးလွင်ကိုဆက်ပြီးတော့ PNL ကတိုက်ခိုက်သိမ်းပိုက်လိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်နေတာပေါ့ဗျ။အဲ့ဒါဆိုလို့ရှိရင်တော့ဒါမန္တလေးကိုချင်းချောက်နိုင်တဲ့အဆင့်မျိုးတိရောက်ရှိသွားနိုင်တော့တို့တော့ညာလဲအဲ့ဒီကြားထဲမှာတယောက်ကတိတ်ရှိကျွန်းဆိုတဲ့အဲတယောက်ကိုယ်စလဲဝင်ပြီးတော့နှောက်တဲ့အခါကျတော့ဇွန်နီဝဲတွေဘာတွေဖြစ်ပြီးတော့စစ်တကတော့ရက်လျာတာပေါ့ဇွန်နီဝဲကတော့မအောင်မြင်ပါဘူး။ဘာကြောင့်လဲဆိုတော့ရှက်ကောင်ကြီးကထုံးစံတိုင်းเนาะကျွန်တော်တို့ တေုပ်အားကိုနဲ့နော်မတန်မရာမြို့နယ်၅ခုကနေပြီးတော့တန်ဆုပ်ပေးဖို့ဒီတောင်းဆိုလာတာအဲ့တော့လေအစည်းအဝေးကပြတ်သွားတာဟုတ်အစည်းအဝေးပြတ်ပြီးတော့နော်အဲ့ဒီချိန်မှာဒီစီနိုဝဲတွေကိုအကြောင်းပြုပြီးတော့ TNL ဘက်ကတော့ကျွန်တော်တို့စီးရကျွန်တော်အားကျွမ်းမှန်တဲ့တိုက်ခိုက်တဲ့သဘောမတွေ့ရပဲနဲ့စစ်ရနေတဲ့သဘောကျွန်တော်တို့တွေ့ရဒါပေမဲ့ TNL ကစစ်ရပြီမဲ့စစ်ကောင်စီကမရပါဘူးဆက်ပြီးတော့တိုက်အဲ့ဒါကြောင့်ကန်ကြီးတီနော်ကျွန်တော်တို့ ထိုးဖောက်လာနိုင်တဲ့အခြေအနေရောက်တာဒါပေမဲ့နောင်ကြိုရဲ့အနေထားကအဲဒါလောက်နဲ့မပြီးပါဘူးအဲဒါလောက်လေစစ်ကောင်စီကပေါ်ပေါ်တန်တန်ယူဆလာပေါ့ ညီမဦးတန်းစိုးနဲ့ပြောထားသလိုပဲ TNL အနေနဲ့နောက်ချုံမျိုးကိုလေးလေးမဆုံးရှုံးရဖို့အတွက်အစောကုန်စ조사တင်နေတယ်ဆိုတော့လည်းတွန်းနေပြီမှပြောဆိုထားဖြစ်တယ်။ကျတို့အနေနဲ့ပေါ့နော်စစ်ကောင်စီရဲ့ပြစ်ခတ်ရဆဲမှုကိုယုံကြည်မှုမရှိသင့်တော့တာဖြစ်လို့မှခုဆိုရင်တေုံအနေနဲ့နောက်ကွယ်နေပြီမှကျတို့တော်လန်တဖို့အနေကိုဒီတိပွားနောက်ရှုံးမှုတွေလုံဆောင်နေတာပဲဖြစ်ပါတယ်။တစ်ဖက်မှာဆိုတော့စစ်ကောင်စီအရဆိုရဲ့နောက်ချုံမျိုးပြန်လည်ရရှိဖို့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေစစ်တိုက်ဆိုလို့လုံဆောင်နေတာဖြစ်ပြီးမှ တင်နေလေအနေနဲ့ခုကလေးပြပြတသားဒီတော်လိုက်မှာဘေဘက်ကိုရက်တည်မလဲဆိုတာတော့ဆုံးဖြတ်တင်နေတာပဲဖြစ်ပါတယ်ကျတို့ရေမျိုးသားရေပဲကြည့်မလားဒါမှမဟုတ်ပေါ့နော်ကျတို့တော်လံပီသူတွေနဲ့ပူပေါင်းပြီးတော့မှာအခုဆိုရင်အားလုံးမျှော်မှန်းထားတဲ့အတိုင်းပဲကျတို့ပြုံးလွင်ထိတိမ်ဖို့စပီးတော့မှကြိုးစားမလားဆိုတာတော့တို့ကိုယ်တိုင်အခုကလေးကစိတ်ပိုင်းဖြတ်တင်နေတာပြပြမှာပီသူတွေကတော့တင်နေလေတာကျတို့ဒီတော်လိုက်မှာ2016စစ်စင်ရေးလို့ပဲပေါ့နော်ပြန်ပြီးတော့မှတပံနိုးထလာအောင်မယ်ဆိုတော့အများနဲ့လက်ကမ်းကြိုးစားနေရတဲ့ဆိုတဲ့အကြောင်းတွေကိုလည်းပြောဆိုလာကြတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဦးသိမ်းမြတ်နေပြီးတော့မှပါကမြို့နယ်လုံခင်းနေသားမှာကုမ္ပဏီပိုင်းပဲ4ကားတွေကိုမိရှုံနေတဲ့စစ်ကောင်စီကြောင်းကိုပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်အဲ့ဒါလေးဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ကချင်ပြည်နယ်ဖားကံမြို့လုံခင်းဒေသမှာစစ်ကောင်စီတပ်သားတွေကကုမ္ပဏီပိုင်းပစ္စည်းတွေကိုဖျက်ဆီးမိရှုံခဲ့ပါတယ်အဲ့ဒါလိုဖျက်ဆီးမိရှုံရမှာလက်ငွေတောင်းယူလို့ရတဲ့ကုမ္ပဏီတွေမှာဆိုရင်ကားအစုပ်တွေကိုသာမိအရှုပ်ပြပြီးတော့တောင်းလို့မရတဲ့ကုမ္ပဏီတွေမှာဆိုလို့ရှိရင်ကားအကောင့်တွေအများပြားကိုမိရှုပ်ခဲ့တယ်လို့လုံခင်းဒေသခံတယောက်က TM Media ကိုပြောပါတယ်လုံခင်းဒေတာကိုစစ်ကောင်စီစစ်ကြောင်းတွေမနေ့ကဝင်ရောက်ပြီးတော့ဘက်ခိုးတွေကိုမိရှုခဲ့တာပါအဲ့ဒါလို့မိရှုခံလိုက်ရတဲ့အထက်မှာကြောက်လုံငန်းရှင်တဦးပိုင်နဲ့လောက်ကကကားတွေတော်တော်များများဟာမိလောင်ဆုံရှုံခဲ့တယ်လို့လည်းဆိုပါတယ်စစ်ကောင်စီစစ်ကြောင်းလုံခင်းကိုရောက်လာတဲ့ဇွန်လပထမပတ်ကနေစပြီးတော့ကြောက်စိမ့်ပေါ်တစ်ခုလုံးမှာပြိပခမျိုးစုံဖြစ်ပွားခဲ့ပါတယ်ဇွန်လ3ရက်နေ့6ရက်နေ့နဲ့9ရက်နေ့တွေမှာဖောက်ကင်းမြို့လုံခင်းဒေသက ကြောက်စိတ်တူဖို့ရေကုမ္ပဏီတွေရဲ့ရန်တွေတိုးလောင်းထားတဲ့နေရာတွေကိုစစ်ကောင်စီကပြစ်မှတ်ထားတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တာကြောင့်ပြစ်ထန်တဲ့ပောက်ကွဲမှုတွေဖြစ်ပြီးတော့အရသာ၁၀ရောက်ထက်မနည်းတိတ်ဆုံးခဲ့ပါတယ်၁၀ဦးထက်မနည်းလည်းထပ်ပြီးတော့ဒဏ်ရာရခဲ့ပါတယ်ဒီကောင်တွေကတော့တော်တော်လေးကိုယုံမာနေတာပါနော်ကျွန်တော်ခုဆွန်တော့ဖာကမျိုးတွေနဲ့ကိုစစ်ကြောင်းထွက်လာတဲ့စစ်ခွေးတိုက်အနေနဲ့ဒီလိုမျိုးကျွန်တော်ဒီခြေရနေပြည်သူတွေရဲ့ တို့ပိုင်တဲ့ပစ္စည်းတွေကိုဖြစ်စီပြီးတော့မှပေါ့နော်အခုဆိုရင်တို့ကဲဘက်ကိုပြစ်လွဲချဖို့လုဆောင်နေတာဖြစ်တယ်တစ်ဖက်မှာတို့အင်အား၆ပါတဲ့စစ်ကြောင်းဆိုတော့တရားလောက်တာကြံရှိတော့တာဖြစ်ပြီးမှလုံခင်းနေတာမှာဆိုတော့တစ်ဖက်တွေတရဇက်ဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်စစ်ကောင်စီနေနဲ့တို့ဒီဘုံမျိုးကိုတိုက်ခိုက်နေတဲ့ KA PDF ဘုံတပ်ဖုံတွေကိုဒီတို့နေနဲ့ပေါ့နော်ဒီတစ်ဖက်ကနေပြီးတော့မှပရိရဲ့တုံးပြီးတော့မှဖားကမျိုးကိုစစ်ကြောင်းထုံးမှုတွေဆက်တိုက်ဆိုးလို့လုဆောင်နေတာမလို့ကျွန်တော်တို့အနေနဲ့အခုဆိုရင် KA ရဲ့စီမျက်နှာပြင် viewer တွေဆိုတော့ ဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတာတော့ကျွန်တော်တို့ story ကိုစီစဉ်ဆောက်ဖို့ခေါင်းနေတာပဲဖြစ်ပါတယ်။ဒီကြောင့်တွေနဲ့ပတ်သက်ပြီးတော့မှကြည့်ရှုနေကြတဲ့မြို့ပဖြစ်သူတွေကလည်းပြုံးပါလဲ။ကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။ဆရာကျောင်းတော်ထပ်ဗီဒီယိုတဘောနေနဲ့ကျော်စိုးကနေပြီးတော့မှမြောက်လိုက်တို့အိုးစုကပဲမကြခင်မှာတိုင်းပြည်ရဲ့အစိုးရဖြစ်သွားမယ်ဆိုပြီးတော့မှအားချောင်းပြောဆိုထားတဲ့အရာလေးကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော် ကျွန်တော်တို့ဒီလိုမျိုးရက်တီလို့ရသူဝေးရှိလို့ရက်တီလို့ရတယ်လို့ပဲကျွန်တော်တို့ဒီလိုမျိုးခင်ခင်များတို့ကျွန်တော်တို့ဒါဒါနေနိုင်နေနိုင်တယ်ကျွန်တော်တို့တာသမီပညာသင်နိုင်တယ်ခင်ဗျားတာသမီပညာသင်နိုင်တယ်ခင်ဗျားတို့သွားနိုင်လာနိုင်တယ်စားနိုင်တောင်းနိုင်တယ်အဲကျွန်တော်နေမကောင်းရင်ဆေးကူတာခွင့်ရတယ်အဲ့ဒါတွေကကျွန်တော်တက်မတော်ကြော်ရွေးရှိတယ်လို့ဗျာတက်မတော်ကကျွန်တော်အသက်သွေးကြော်ပဲဗျာတကယ်ဆောက်ပေါ့နော်ကျွန်တော်တို့ကတက်မတော်ကိုကျွန်တော်တို့ကတက်မတော်ကြီးဒီထက်ပုံပြီးအင်အားကြီးမားစေခြင်းနဲ့ဒီထက်အင်အားကြီးမားစေခြင်းနဲ့ဒါကျွန်တော်တို့ရက်တီချက်ပဲကျွန်တော်တို့ကတော့ရှင်းတယ်ကျွန်တော်တို့နိုင်ငံကျွန်တော်တို့တက်မတော်တို့ကဒါကျွန်တော်တို့ရဲ့သဘောထားပဲကျွန်တော်တို့နိုင်ငံကျွန်တော်တို့ရဲ့တက်မတော်တို့က ကျွန်တော်ဒီလုပ်ကိုဆက်လုပ်မှာအဆုံးထိသွားမှာကျွန်တော်တို့တက်မတော်ရဲ့ခေါင်းဆောင်ပိုင်းကိုကျွန်တော်ယုံကြည်တယ်ကျွန်တော်တို့ခေါင်းဆောင်ပိုင်းမှသည်ကျွန်တော်တို့အောက်မှာရှိတဲ့တက်မတော်သားတွေအထိကျွန်တော်တို့ကယုံကြည်တယ်ကျွန်တော်တို့ယုံကြည်ချက်ကအဲ့ဒီလောက်ပြင်တယ်ကျွန်တော်တို့အဆုံးထိသွားမယ်နောက်ဆုံးပြခင်ဗျားတို့စဉ်းစားကြည့်ပါခင်ဗျားတို့တွေးမိနေပါလေအများကြီးတွေးရင်ခင်ဗျားတို့ကြားလိမ့်မယ်လွတ်လပ်ရေးနောက်ပိုင်းမှာရောင်းဆုံးတဲ့ဘုံ KNU အဖွဲ့ပေါ့ဗျ KNU ကဘိုးပဲပေါ့ထားပါဆို KNU ဖွဲ့ပဲထားပါဆို KNDO ပေါ့ဗျဒီကရင်တောင်ကျမ်းသူအဖွဲ့တွေက အဲ့မှာကင်းရင်တောင်းကျသူဖွဲ့တွေပါတယ်ဒီကချင်တောင်းကျသူဖွဲ့ပါတယ်အဖွဲ့ဆုံးအဲ့ဒီဖွဲ့တွေပေါင်းပြီးတော့ခင်ဗျာတောင်းလျှောက်တောင်းလျှောက်ခင်ဗျာဖြစ်လာတာမေဒီလာလွင်မြင်မယ်မေဒီလာလွင်မြင်တော့ကြောက်ဆွလွင်မြင်ပြီးတော့တောင်းလျှောက်ပေါက်တယ်နောက်ဆုံးများခင်ဗျာကလည်းဒီစော်ဝါးကြီးကုန်းကြီးရောက်နေပြီစော်ဝါးကြီးကုန်းကြီးရောက်တဲ့ခါကျအဲ့ဒီကနေမှကျွန်တော်တို့ကထက်ပြီးတော့တောင်းလျှောက်ရှင်းလာတာဗျာမြန်မာနိုင်ငံတောင်ဝမ်းလုံးပြန်ပြီးတွှတ်ချုံနိုင်ခဲ့တယ်မြမတမိုင်းမှာတဘဝအစိုးရဖြစ်တာလုံးဝမရှိခဲ့ဘူးကျွန်တော်တို့ရဲ့ရှေ့မှာကျွန်တော်တို့ရဲ့ဘိုးဘီတွေလက်ထက်မှာလည်းအကြပ်ပတ်တမားတွေနိုင်ငံရေးအာဏာမရလို့လက်နက်ဆွဲကင်ပြီးတော့တိုင်းပြည်ကိုဖျက်ဆီးခဲ့တာရှိတယ် ရှိတယ်လေရှိရပဲ1980ကာလမှာလည်းရှိရပဲနောက်ဒီဘက်ကာလဂျားကာလတွေမှာလည်းရှိရပဲလက်ရှိကျွန်တော်2021နောက်ပိုင်းအခင်းချင်းမှာလည်းရှိရပဲအဲ့တော့ဘယ်လောက်ပဲရှိပါစေမြမတမိုင်းမှာတဘောကနေအစိုးရဖြစ်တာမရှိခဲ့ဘူးတက်ဘောကပဲအစိုးရဖြစ်တယ်အဲ့တော့သိကြတယ်မြမတမိုင်းမှာတဘောကအစိုးရမဖြစ်ခဲ့ဘူးတက်ဘောကအစိုးရဖြစ်တာပဲရှိတယ်တက်ဘောကပဲအစိုးရဖြစ်လိမ့်မယ်တဘောကတဘုံနေနာနဲ့ပဲဇာသိမ်းသွားလိမ့်မယ် ဇပွင့်လောက်တောင်သတိမရှိဘဲနဲ့ပေါ့နော်မြောက်လိုက်လို့ဘောပြန်ပြီးတော့မှမနေရတဲ့ကျော်ဆွဲဘွားတော့မကြခင်မှာတော်လိုက်ရဲဘော်တွေလက်ချင်းနဲ့ပဲဘွားကူကောင်းသွားမလားဆိုတာတော့ကျွန်တော်ဆောင်းချက်မှာဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်တော်လိုက်တဖို့နေစင်ကိုပြောဆိုနေပြီးတော့မှမြောက်လိုက်လို့စက်တက်ကကျွန်တော်တိုင်းပြည်အတွက်ပေါ့နော်ဒီအခြေခံအုပ်မြစ်ဆိုတဲ့ပုံစံမျိုးတွေဒီဂျင်းနဲ့ပြီးတော့မှပြောဆိုနေတာကိုချီချမ်းပြေဒီကောင်တွေကတော့ကျွန်တော်ပြည်သူတွေကြားထဲမှာတိုခွေသက်ရှုံမှုနည်းတွေနဲ့ဒီတော်လိုက်ဖြစ်လို့ဖြစ်စီ ဒီလိုဆောင်ဖို့စ조사နေတယ်ဆိုတော့လည်းထပ်ပြီးတော့မှတွေ့တယ်ပဲဖြစ်ပါတယ်ပြီးသူတွေကတော့ဒီလိုမျိုးပေါပန်းလေးဆိုပြီးပြောဆိုနေတဲ့စာကလေးကောင်းကိုတော်တော်လေးမျိုးမုံကျိုးနေတာဖြစ်ပြီးတော့မှခုချိန်ထိမရှင်းနိုင်သေးတာနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ပေါကွဲပြောဆိုမှုတွေလည်းရှိနေတာပဲဖြစ်ပါတယ်သူ့ရဲ့နော်လော်ဂျီဖြစ်တဲ့ဇော်ဘွင်းတောင်မှထောင်ထမင်းစားနေရတဲ့အချိန်မှာဒီကောင်ကတော့ထောင်ထဲဝင်ရမှာကြောက်လွန်းလို့ကိုခုဆိုရင်ဒီအချင်းပြချဆောင်မှုတွေနဲ့တန်းပြီကိုခြာနေနေတဲ့မြောက်လေတို့စစ်တပ်ကိုပြန်ပြီးတော့မှဖာယာပြောဆိုနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပိုးအနေနဲ့ကိုစီကနေပြီးတော့မှ တော်လိုင်းရဲ့ရှေ့တန်းစင်မြေပြင်ကိုတွားနေတဲ့အချိန်မှာကျတို့တော်လိုင်းရဲ့ဘော်တွေနဲ့တွေ့ဆုံရတဲ့တွေ့ကြုံပြန်ပြီးတော့မှ share ထားတဲ့ဟာလေကျတို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော် David နော်သူတို့ပြောတယ်အဲနိုင်ငံကတန်းဝင်နဲ့ Spanish Army ပါသူတို့စစ်တပ်ကဟုတ်တယ်မပြောခဲ့တယ်မလားအခုလက်ရှိစစ်တပ်ကဖွဲ့စည်းပါဘူးစစ်တပ်ကရက်တည်မှုစစ်တပ်ကတိုက်ပွဲပေါ်ဆောင်နေမှုနော်တိုက်ပွဲဘလို့ပုံစံရင်ဆိုင်လဲဘလို့ပုံစံရက်တည်နေတယ်ဖွဲ့စည်းမှုဘလို့ရှိတယ်အဲ့ဒါတွေအားလုံး Standard Army ဖြစ်နိုင်နေတာမဖြစ်တော့တိကျတယ်နော်အေးဒါပေမဲ့ကျွန်တော်တို့ဘက်မှာ Standard Army ဖြစ်အောင် လုံနေတယ်ရက်တည်နေတယ်ဒီဟာဆွဲနေတယ်လုံနေတယ်အများကြီးเนาะဘာဖြစ်လို့လက်နဲ့တတ်ဆင်ထားတဲ့လူအောင်ကြီးမဟုတ်တော့ဘူးပြတုပ်တို့ကတကယ်ကိုစနစ်တကျလက်ကျစ်တိဆောက်ဖွဲ့စည်းထားတဲ့ standard army ဖြစ်နေပြီဟုတ်တယ်ဒီသူတနေ့မြင်လာလိမ့်မယ်ဒါကြောင့်မို့လို့တော်လိုင်းနဲ့ပတ်သက်လို့ကျွန်တော်မအားတဲ့ကြားမြေပြင်စဉ်းစားပါเนาะအဲ့လိုစဉ်းလိုက်တဲ့အတွက်လဲတော်တော်ကိုအင်အားတွေဖြစ်နေတယ်ကျွန်တော်ကိုယ်တိုင်နဲ့အင်အားဖြစ်တယ်ကျွန်တော်ကိုယ်တိုင်အင်အားဖြစ်မယ်ဒါအတွက်ကျွန်တော်တို့မှာပါဝင်ထည့်ဝင်နေရတဲ့အခု Union Planner ခေါင်းဆောင်အောက်ကနေထည့်နေကြတဲ့မြို့ပြည်သူတွေပြီးလို့ရှိရင်တလ200ပုံမှန်ထည့်နေကြတဲ့ PST မှာ ါဝင်နေကြတဲ့တူတွေအားလုံးဟာအားရကျင်းနေလိမ့်မယ်လို့ယုံကြည်တယ်။နောက်ထပ်ဗီဒီယိုဖိုင်တွေမှာကျွန်တော်ချပြပါမယ်။နော်။တခုချင်းတခုချင်းချပြဗာတွေချပြမယ်လဲဆိုတော့နံပါတ်1ကျွန်တော်လက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနော်လက်နက်နဲ့အလင်းဝင်လာတဲ့လူတွေကိုကျွန်တော်တို့ကခဏထိန်းသိမ်းဆောက်ရှောက်ထားတယ်။နော်။အဲ့ဒီထုတ်ထောင်မှာပေါ့။နော်အဲ့ဒီထောင်မှာပြီးလို့ရှိရင်လက်နက်ချတဲ့လူတွေရှင်းတော့ကျွန်တော်တို့တော်လိုင်းအင်အားစုဘက်ကထားတဲ့ထောင်ကိုကျွန်တော်ရောက်ခဲ့တယ်ထုတ်ထောင်ဒါပေမဲ့ထုတ်ထောင်မှာကျွန်တော်ကိုပြတ်တင်ပြတ်ခဲ့တာသူတို့လက်ပြတယ်ဟိုလက်ရှိအတွင်းပိုင်းကိုတော့ကျွန်တော်တို့လှုပ်ဝက်ကန့်နှံထားတယ် နော်ထွက်တယ်ဆိုရင်ဒါထောင်ထိတောင်တွားခွင့်မရှိဘူးဘယ်သူမှအဲ့ဒီဒါရရဲဘော်တွေတောင်မှခွင့်ပြုချက်မရှိဘဲနဲ့မတွားလာတဲ့နေရာတွေကိုကျွန်တော်ကိုယ်တိုင်ရောက်ခဲ့ပါတယ်နော်ထွက်တဲ့ရဲဘော်တွေဆိုနောက်တစ်ခုညီလေးရဲဘလူးရဲဘလူးစစကန်ကိုကျွန်တော်ရောက်ခဲ့တယ်တကယ်စီကန်ရှိစွာနဲ့တက်ရက်တက်ရှင်းပြီးတော့အာတကယ်နေရာကိုကျွန်တော်ရောက်ခဲ့တယ်ရဲဘလူးစကန်မှာတော့ကျွန်တော်မှတ်တမ်းဗီဒီယိုမရိုက်ထားဘူးပြီးလို့ရှိရင်ရဲဘလူးနဲ့ကျွန်တော်အမရဲဘလူးကျွန်တော်တို့ကိုမနက်စာထမင်းတွေးတယ်အမမနက်စာထမင်းစားခဲ့တယ်ပြီးလို့ရှိရင်ကျွန်တော်တို့တင်တန်းကြောင်းအနေနဲ့ရောက်ခဲ့တယ်နော် ဒီနေ့ကျတော့ကျွန်တော်ချပြလို့မရဘူး sorry မပြဘူးပြီလားကိုစီရတော့ပါနော် ဒီမချသေးခင်ကပဲကျွန်တော်တော်လိုင်းရှီတန်းဆက်မဲ့ပြင်မှာတော်လိုင်းရဲ့ဘော်တွေနဲ့သူတွေ့ဆုံပြီးတော့မှကုညီထောက်ပံ့မှုတွေလုံဆောင်ခဲ့တဲ့အကြောင်းကိုပြန်ပြီးတော့မှပြောဆိုထားဖြစ်တယ်ကျွန်တော်ဒီလိုမျိုးထောက်ပံ့ကုညီမှုတွေများများလုပ်နိုင်ချင်ဖြစ်တော်လိုင်းရဲ့ဒီတဲ့ပို့ပြီးပေါ်ရောက်မှာဖြစ်တယ်လို့ကျွန်တော်အားလုံးကြားချင်နေတယ်ပေါ့နော်စကောင်စီရဲ့စကန်တဲ့အောင်ပေါ်တွေရောလာကျွန်တော်ထပ်ပြေးတော့မှကြားမှာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်ပြည်သူတွေအနေနဲ့စိတ်မပြအောင်မျှော်ပဲနဲ့အခုဆုံးဖြူဖဲဖြစ်နေတဲ့ပြောင်းလဲတို့စစ်တပ်ဟာဆိုတော့တနေ့တခြားကျွန်တော်တော်လိုင်းရဲ့ဘော်တွေထံမှာသူတို့စကန်တွေပြီးလို့နေရတာမို့လို့ဒါတွေကိုကျွန်တော်အနေနဲ့တင်ကားစာယူပြီးတော့မှဒီတဲ့ပို့ပြီး ဘယ်တော့မှမြင်ပြလုံးနိုင်မယ်ဆိုရင်အောင်မြင်မှုကလည်းကျတို့ရှေ့ကိုအမြန်ဆုံးချီတက်နိုင်မယ်ဆိုတဲ့အကြောင်းတွေပါသိရတာပဲဖြစ်ပါတယ်ပြီးသူတရားလုံးအနေနဲ့ကတော့လေရင်းချရဲ့စစ်မှအမြန်ဆုံးလိုချင်နေကြတာပြီးတော့မှခင်မီတိုးတဲ့ပေါ့နော်ကျတို့ standard army ကြီးတစ်ခုနဲ့တူ တိုင်းပြည်ကိုအပြန်ဆုံးပြန်လည်တည်ဆောက်နေခြင်းနဲ့ဆန္ဒတွေရှိနေတာမလို့အားလုံးတူတူကပူးပေါင်းပြီးတော့မှစူးစီးညီညွတ်ဆောင်တဲ့ Fisher Nation စနစ်ကိုဖျော်ချလိုက်မယ်ဆိုတော့ကျွန်တော်အဲ့ဒီဆန္ဒတွေမကြခင်မှာပဲပြည်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကျွန်တော်ဒီနေ့မှပြန်ဗီဒီယိုကိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများလုံးထူးချစ်ဆုတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခွေချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှဒါရဲ့ချမ်းသာနေ့တည်လေးဖန်ဆင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်။